ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအက္ခဇော်ရေးသားထားတဲ့စုံမကြီးဒေါ်ပြင်းနဲ့လမ်းသွယ်နှစ်ခုအပိုင်း81ကိုတင်ဆက်ပေးကြမှာတယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလွန်ဒီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာတယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရှင် မဲပြင်းမှာကိုယ်စိတ်တက်ပြီးတော့နေရှိသေးွေအန်နာအန်နေရပါထမင်းဟင်းနဲ့ကောင်းကောင်းမစားနိုင်ပါဘူးမဲပြင်းအားရှိစေဖို့တက်ကြည့်တော့ခွေရထမင်းဟင်းနေချက်ပြုတ်ပေးပါရဲကြက်ကောင်လုံးစုပ်ပြုတ်အမေသားကြောင့်အမေသားနှစ်သားမကဘဲနဲ့ရန်ဖန်ရခါရရှိတတ်တဲ့တောကောင်သားလေးတွေကိုလည်းစားကျင်စပွဲချက်ပြုတ်ကြွတ်တက်ပါရဲဒါပေမဲ့မဲပြင်းလုံးဝမစားနိုင်ပါဘူးမနက်အရာနူရာနဲ့တဝော့ဝော့နဲ့လေရီပြုတ်အန်လာပြီးအိမ်နောက်ဖေးကိုစင်ပြေရပါတယ်။ကိုလူရီကမေပြင်းရဲ့ကြောကုန်းကိုပုတ်ထုတ်ပေးနေရတယ်။ မေပြာစိတ်ရှိလက်ရှိ MB ရဲ့အခါမှာမနက်ခင်းထမင်းဝိုင်းမှာဝင်ထိုင်နေဒေါလန်နဲ့မှာအသားရုံတွေစီပြအနှစ်တွေမြင်လိုက်ရတဲ့အခါမေပြင်းတောင်ပြုတ်အံတက်လာတယ်။ဘာဖြစ်တာလဲဖြူဖွေးထထဘာအသားကြီးလဲဘာသားမှလည်းဖြူဖွေးရဲ့ဒီနေ့မနေ့အစိုးရအမဲသားရရနဲ့အသားကောင်းတာလေးဝယ်ထားပြီးစီပြန်ကလေးချက်ထားတယ်။အမဲသားသွေးအကောင်းနဲ့အားရှိတယ်လို့ပြောရဲဖြူဖွေးရဲ့စားကြည့်ပါလားကြီးရကွေကအသားတော်တုံးကိုလက်နဲ့ကောက်ယူပြီးမေပြင်းရဲ့အရှိမရှိရဲ့ထမင်းမုံပေါ်တင်ပေးလိုက်တယ် မင်းပြင်ရအဲ့ဒီအသားရောကြည့်ရင်းနဲ့ဦးရဲအသေးလေးကနေမနေနိုင်အောင်ပြုတ်တက်ပြီးအလွန်အန်ကျန်လာတယ်။ကိုလူအီကအလိုက်တတိနဲ့အသားရောတွေကိုဖယ်ပေးလိုက်တယ်။အဲ့အသားတွေအသားတွေအတုံးလိုက်တက်လိုက်ကြည့်မြင်လေးစိတ်ထဲမှာဘလို့ဖြစ်လာမှမသိပြီးတော့စီရီဝေးနေရမြင်လဲအန်ကျန်တယ်လို့ပဲ။ကြီးရခွေကမင်းပြင်ကိုမျက်စောင်းထိုးလိုက်ပြီးတကယ်တော့သူ့ကြောင့်မှဖြစ်နေလိုက်တာ။ဒီလိုဖြစ်ခြင်းဆိုရင်ရွာရဲကခလေးဆယ်ယောက်မွေးတဲ့လူတို့ဆယ်နှစ်ယောက်မွေးတဲ့လူတို့ဆိုရင်ဘလို့များဖြစ်နေမလဲမသိဘူး။ ဟာကြီးတော့ ਆ လေဘလို့ပြောလိုက်တာလေဗျာသူလည်းတမင်လောက်တာမှမဟုတ်တာပဲဗျကိုလူအေးရန်တွေ့လိုက်တဲ့အခါမှာပါကြီးရွှေွားလေဟုတ်တယ်မေခွေမင်းကကိုယ်မဆောင်ဘူးတော့ဘယ်သိပါမလဲကွာဖြူဖွေးအပြစ်မတင်ပါနဲ့ကွာသိပါတယ်တော့ကျောက်ကလည်းပြင်းပြင်းမမဆော့ဆော့ဆီဆီထချက်ထားတယ်ဟင်မစားဘူးယွန်းနေဆိုတော့စိတ်တဲ့ဒေါသထွက်သားမိလို့ပါသူကတမင်ယွန်းနာမှမဟုတ်တာကွာကိုယ်ဝန်ဆောင်နေလို့ယွန်းနာပဲဥစ္စာဘာကြီးရွှေရောကကိုလူရေးပတ်ကိုလှဲလိုက်ပြီး ဒါနဲ့လေငါကြားဘူးတာမြင့်မြတ်တဲ့ဘုံဘွားကနေဝင်စားတဲ့ကလေးဆိုရင်အဲ့လိုအသားနဲ့ငါးနံနေမခံနိုင်ဘူးရဲ့ကွာဒီလိုချိန်ကျရင်တော့အသေးနံနေကြွေးပြရလို့ပြောကြတယ်ကဲလူအေးအဲ့ဒါလေမင်းကဖြူဖွေးအတွက်အသေးနံလေးပါလေစီစဉ်ပေးလိုက်ကွာနော်ဟုတ်ကဲ့ပါကြီးကျုပ်ရာခင်းနဲ့အပြန်ဥဝကြီးကိုဥယင်ချမ်းဘက်ကိုဝင်ပြီးအသေးလေးပါလေတောင်းဝယ်ခဲ့ပါမယ်အချားတူရီယာထမင်းကိုအသားဟင်းနေနဲ့စားတော့ကြပြီမယ်လေမေပြင်းရတော့စားတောင်းကလေးနဲ့သာစားနိုင်ပါရဲ့ မနက်စာစတော့ကြပြီးတဲ့ခါမှာတော့ကိုလူအေးနဲ့ဘာကြီးရွှေဦးကအိမ်အားနေထွက်ခွာရန်ပြင်ဆင်မှာရယ်ကြည့်ရခွေဖြူဖွေးအိမ်လုံးတွေဘာခိုင်းနေနေဦးနော်စိတ်ချပါအေးငါမင်းမိတ်မဘာမှမခိုင်းမရွှေပေါ်မြတ်တင်ထားမှာပါအေးဘာမှစိတ်မပူပါနဲ့ကိုလူအေးကိုထတ်သားတဲ့ခါမှာတော့မေပြင်းကအိမ်ဝါးနေလက်လန်းပြရင်ကြံ့နေခဲ့ပါရယ်ပြီးရနော်အိမ်ထဲပြန်ဝင်ဖို့လှုပ်လိုက်တဲ့ချိန်မှာနားထဲမှာစကားသံတစ်ခုအတိုင်းသားကြားလိုက်ရပါရယ်ဟဲ့မေပြင်းအရေးကြီးရယ်ငါစီချက်ချင်းလာခဲ့ဟဲ့ မေပြင်းကဘေးပဝင်ကျုံကြည့်လိုက်တဲ့အခါမှာလေလူတအူးတယောက်မှမတွေ့ရပါဘူး။ကြီးရွက်ကရလည်းအိမ်နောက်ဖေးမှာချက်ပြုံနေတဲ့အတွက်အရှိမမရှိပါဘူး။အဲခါမှာမေပြင်းကပပကြီးကမနှောအယုံအတုံးချပြီးသူ့စီဆက်သွယ်နေခြင်းဖြစ်မယ်လို့တွေးတော်မိလိုက်ပြီးအဲကနေထွက်လာခဲ့ပါရဲ့။ဟဲ့ဖြူဖွေးဘယ်လျှောက်သွားမလို့လဲ။ကြီးရွက်ကအိမ်နောက်ကနေလှမ်းအော်ပါရဲ့။ရွာရဲခဏသွားမလို့ပါကြီးရွက်ရဲ့။သွားရင်တော့မင်းမြန်သွားနော်တော်ကြလူအေးတေငါလှုပ်လိုက်ရပါမလားဆိုပြီးပြောဆိုနေတော့မှအေး။ မဲပြဲမှာခက်မြညာလှမ်းထွက်လာခဲ့ပါတယ်။မကြီးပင်ကြီးရှိရဲ့ခြံဝိုင်းကြီးအရှိကိုရောက်တဲ့အခါခြံတကားပိတ်ထားတာတွေ့လိုက်ရပါတယ်။အရင်ကလူတွေနဲ့စီကားနေတက်ပြီးမင်းလေအခုတော့လူရဲလူရောင်တော့မတွေ့ရပါဘူး။အဲ့ဒီချိန်မှာအိမ်တကားပွင့်သွားပြီးတော့မင်းရခက်တုတ်တုတ်နဲ့ထွက်လာတယ်။မဲပြဲတကားဖွင့်ပြီးပြီးရဲ့နောက်နှစ်ဦးသားအိမ်မောတုတ်တီးတုတ်ပြားနဲ့ထွက်လာကြတယ်။အိမ်မောရောက်တဲ့အခါမှာတော့အင်းရှိကံမမင်းမတူဦးကကျမ်းမောမှာလူလိမ့်နေ။ဝါဝဖန်ပိုင်နေအသက်90လောက်ရှိမဲ့မင်းမကြီးပါ။ အနီးမှာလဲဥလူမွေးနဲ့အခြားဆုံးတွေရှိပါတယ်။ဘဘကြီးကစပွဲရှိမှထိုင်နေ။ဘဘကြီးဘာဖြစ်လို့အခေါ်လွှတ်လိုက်တာများလဲ။မဲပြင်းမိလိုက်တဲ့အချိန်မှာပဲကျမ်းမြင့်ပေါ်မှာလူလင့်နေတဲ့မိမကြီးကတိကောင်စားပတ်လိုက်တယ်လို့တွန့်လိုက်ပြီ။အမလေးကြောက်ပါပြီမလောက်ပါနဲ့တော့မလောက်ပါနဲ့တော့။အဲ့လိုပြောပြီးငိုရပါတယ်။ဘဘကြီးကလဲသူ့ကိုခိုင်းစရာတယောက်ကညှင်းနေရပါပဲ။ ဘလို့များဖြစ်တာပါလဲသူပြုစားခဲ့တဲ့မိန်းကလေးကိုခိုင်းဆရာကြီးရောက်တီးသွားတော့ပြုစားရတဲ့သူကိုခေါ်သွင်းပြီးတော့ဆေးကျဉ်လုံးနဲ့ဖိရိုက်နေလို့အအခု तू ကနာကျင်နေရတာဒါဆိုရင်လေတောင်းမန်စားရှာတောင်းမန်ပြီးတော့အဆွဲချွတ်လိုက်တော့ပေါ့မြဘူးဖြူဖွေးရဲ့ဟိုဘက်ကဆရာအစွမ်းတော်ထက်တာဆေးဆောင်ချုပ်ခိုင်းပြီးတော့ကျင်လုံးနဲ့ဆိုင်ပြီးနှိမ့်ဆက်နေလူရရှိမှဆရာဆန်းကြောင့်ပညာပြနေတယ်လို့ပေါ့မေပြင်းတို့စကားပြောနေတဲ့အချိန်မှာအဲ့မိမကြီးကတစ်ချက်တစ်ချက်ထထအော်ဟစ်ပြီးလူးလွန်နေရပါပပကြီးကဆက်ပြီးတော့ အဲ့ဒါငါတို့ရွာကကုသတက်တဲ့သူတော်တော်များများတော့လက်လျှော့လိုက်ပြီဒါပေမဲ့မင်းများကုတံမလားဆိုပြီးမင်းကိုခေါ်လိုက်တာဆုံးမကိုခိုင်းဆရာနှိမ့်ဆက်ထားတဲ့အတွက်မိမကြီးတကူလုံးမှာအရှိုးရာတွေဘရပ်ပါဖြစ်ပြီးသွေးချေဥကအညိုမဲတွေဆွဲနေရပါမေပြင်းကအဲ့မိမကြီးကိုတစ်ချက်ကြည့်ပြီးခေါင်းညိတ်ပြီးတော့ကဲဒါဖြင့်မင်းကိုလွှဲလိုက်ပြီမင်းဆက်ကုတော့ဥလူမွေပြောလိုက်တဲ့အခါမှာမေပြင်းကအဲ့မိမကြီးနှစ်ဖူးကိုလောက်မားနဲ့အုပ်ထားလိုက်ပါတယ်ပြီးရင်နောက်စိတ်ကိုနှက်လိုက်ပြီးမျက်လုံးအစုံကိုမိတ်ချလိုက်ပါတယ်ဘာအခုမှကြောက်ပါဘူး သူများကိုလှုပ်တုံးကလှုပ်ပြူစားတော့ကပြူစားပြီးမှအခုကိုယ့်လက်ကြမှာနာတက်လိုက်တာလူကြီးတူရဲ့တောင်းနဲ့မုန်းနဲ့အတန်းကြားလိုက်ရပြီးရဲ့နောက်ပတ်ဝန်းကျင်တစ်ခုလုံးကိုခရီးရီးမြင်တွေ့ရပါတယ်တိုက်ပေါ်အင်းဒီတထဲဝစ်စင်ထားတဲ့ခိုင်းစာတူကစေးကျင်လုံးတလုံးကင်တွေပြီးဟန်ရေးပြနေပါ။နှပေးမှလည်းလူများအုံဖွဲကတိုးဝေ့ပြီးဝိုင်းကြည့်နေကြပါရဲ့။ခိုင်းစာစေးကျင်လုံးလေးမှာတဝီဝီနဲ့ဟန်ရေးပြပြီးလှဲ့ပတ်ပြလိုက်ပြီးနောက်ပြူစားခံရတဲ့မိန်းကလေးကိုရိုက်လိုက်ပါရဲ့။ မေပြင်းကပြူစားခံရတဲ့မိကလေးကိုကြည့်လိုက်တဲ့အခါမှာစေးဆောင်နှူးတွေ့ရပါတယ်။စေးဆောင်နေရတကုတ်လုံးအနီရောက်အဆင်ရှိပြီးပြူစားတဲ့ဆုံးမကြီးကိုလက်မတစ်ဖက်တစ်ချက်စီရနေဖမ်းချုပ်ထားတာတွေ့ရပါတယ်။နေ့ကိုကြောတရာရှင်တရာချိန်နဲ့ရိုက်မယ်။ပြီးရင်တော့တန်ရီပူရီပစက်တဲ့လောင်းချမယ်ဟဲ့။ပြူစားခံရတဲ့မိကလေးကတုံရင်နေပြီးတော့လက်အုပ်ချပြီးခိုင်းဆရာကိုတောင်းပန်နေရပါ။တိုင်းမဲ့ခိုင်းဆရာတောင်းပန်နေအောင်အေးမဆိုင်ပဲလူများရှိမှစိတ်တိုင်းကြရိုက်နှက်ပြပါရယ်။ မဲပြင်းကမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးရင်တော့စေးစောင်းနှစ်ယောက်လက်ညှိုးထိုးလိုက်တယ်။ညီတို့နှစ်ယောက်လုံးမလှုပ်ကြနဲ့။စေးစောင်းနှစ်ယောက်ကမဲပြင်းကိုရန်ပြုတ်ခြင်းမိမဲ့လဲမဲပြင်းလက်ညှိုးကနေထွက်လာတဲ့ဆက်လက်နဲ့တီထိမှန်ပြီးကြောက်သားဆိုင်နဲ့အလားပြောင်းလဲပြီးရင်တော့ငြိမ့်သက်သွားပါတယ်။မဲပြင်းကစေးစောင်းနှစ်ဦးရဲ့လက်အတွင်မှာအတော်ကြီးရဲ့စရုံးကိုလက်နဲ့ဆုပ်ကင်ထားလိုက်ပါတယ်။ခိုင်းစရာစေးကြိတ်လုံးမြောက်လိုက်ပြီးပြူစားခင်ရတဲ့သူကိုရိုက်နှက်လိုက်ပြောင်းပါတယ်။ အဲ့ကမှာတော့မေပြန့်အတော်ကြီးရဲ့ကောင်းအနောက်ကိုဆွဲလိုက်တဲ့ခါမှာအတော်ကြီးကပြူစားခံရသူမင်းကလေးရဲ့ခန္ဓာကိုအတွင်အနေထွက်ခွာသွားပါတယ်။အဲအကြောင်းကျိန်လုံးချက်ကမင်းကလေးပေါ်ချပြီးမင်းကလေးအော်ဟစ်ပြန်ပါတယ်။မင်းကလေးကိုရိုက်နှက်ပြီးရဲ့ခါမှာမေပြန့်အတော်ကြီးကိုအရှိကိုတွန်းလိုက်တဲ့ခါမှာမင်းကလေးကိုယ်ရေပြန်ဝင်သွားပါတယ်။အဲ့လိုမျိုးပူးကြည့်ခွာကြည့်ပြညာကိုအတော်ကြီးကတိလိုက်တဲ့အတွက်တဟင်းဟင်းနဲ့ရှီမောပါတယ်။ခိုင်းစရာလေးအလွန်ထော်သထွက်သွားပါတယ်။ ဟုတ်မယ်ဒီလောက်နှိပ်စက်နေရအောင်နေရှိနိုင်သေးတယ်ပေါ့ဟုတ်လားဆုံးမဒီတခါကြိတ်ဆက်ကြရိုက်ချက်ဆိုတော့ဘာမှမသိတော့ခံမီတော့ဟိခိုင်းဆရာကအဲ့ဒီကြိမ်လုံးကြီးဝိတ်ပြီးတဲ့နောက်မှာတော့တစ်ချက်ပြီးတစ်ချက်စတိုက်ရိုက်ပါတယ်မဲပြင်းကကြိမ်လုံးကြလာကနေတိုင်းမိမကြီးကိုပူးကြည့်ခွာကြည့်လုပ်နေတဲ့အတွက်ခိုင်းဆရာရိုက်တဲ့ရိုက်ချက်ကပြူစားခံရတဲ့မိန်းကလေးကိုသာထိတာပါ မိန်းကလေးမအဟိငူယွင်တကူလုံးအရှိုးရာတွေထွက်လာပါရယ်ဆိုးနှိမ့်စိန်ဆုံးမသာနာကျင်တဲ့ဒဏ်ရာကိုရှာမှဆိုပေမဲ့အခုတော့ပြူစားခံရတဲ့သူမိန်းကလေးရဲ့ကိုမပါဒဏ်ရာတွေထွက်ပေါ်လာတဲ့အတွက်ခိုင်းစရာအနည်းငယ်တော့စဉ်းစားသွားပါရယ်တိုင်းမဲ့လေကြည့်ရှုနေတဲ့သူတွေကလည်းရှိနေသေးတဲ့အတွက်ဟမ်မပြတ်ထိန်ထားတော့ပါဒီလောက်နဲ့မရမှာတော့နေ့ရဲ့လေပင်နဲ့တပ်ရိပ်ပူတွေလောင်းထဲမယ်ဟိခိုင်းစရာရှိကွက်တစ်ခွက်ယူလိုက်ပါရယ် အိမ်နောက်ရေခွက်အတွင်မှလက်ညှိုးနဲ့လက်ခဏဲကိုထည့်ပြီးပါဇက်ကနေမန်းတန်တွေမန်းမုံပြီးရဲ့နောက်လက်ကိုရေခွက်အတွင်နာယီလက်တံပြောင်းမြန်တိုင်းလှည့်ပတ်ပါရီရေခွက်အတွင်အနေကြည်လင်ရဲ့ရေရချက်ချင်းမဲ့အနေအောင်ဖြစ်ကိုပြောင်းလဲသွားပါရီအိမ်နောက်ခိုင်းစရာပြူစားခရရီမင်းကလေးနီကိုတိုးကပ်လာပြီးတော့မင်းကလေးရဲ့ပစံကိုလက်နဲ့ညှစ်လိုက်တဲ့အခါမှာမင်းကလေးကပစက်ပွင့်လာခဲ့ပါရီအဲ့တော့မှပဲအနေအောင်အရှိရေကိုပစက်တွင်လောင်းထည့်ပါရီမေပြန်တစ်ချက်ပြုံးလိုက်ရင်ဟွန်း ရှင်နှိမ့်ဆက်တဲ့ပညာဘလောက်ပူလောင်တယ်လဲဆိုတော့ရှင်ကုနေရဲ့ကောင်းမလေးသိသွားစေရမယ်။မဲပြန်ဆုံးတော်ကြီးကိုခန္ဓာကိုယ်အတွေ့အကြုံဆဲထုတ်လိုက်ပြီးတဲ့နောက်မင်းကလေးကိုရီးယားထွက်လိုက်ပါတယ်။ဒီခါမှာမဲပြင်းရဲ့စိတ်ကပပကြီးရဲ့အေးစီကိုပြန်ရောက်လာခဲ့ပြီးစမ်းမြေပေါ်မှာလူလိမ့်နေတဲ့မိမကြီးလည်းကုန်းထလာခဲ့ပါတယ်။နေကျုပ်လို့တောင်မပြီးသေးဘူး။မဲပြန်အဲ့မိမကြီးနှစ်ဖူးကိုလက်နဲ့တောက်လိုက်ပြီးဆရာဆိုကြီးနေနှိမ့်ဆက်ထားသမျှဟိုကောင်းမလေးစီကိုပြန်ရောက်စမ်း။အဲ့လိုပြောလိုက်ပြီးတော့ပညာဆက်တစ်ခုအသုံးပြုလိုက်ပါတယ်။ ။ gain ဆရာမိန်းကလေးကိုအနီရောက်အရေရေတိုက်နေနဲ့မိန်းကလေးရဲ့တကူလုံးလူးလွတ်လှောက်ရှားလာတယ်။ဆုံးမကြေကိုနှိမ့်ဆက်ထားတဲ့အတိုင်းမိန်းကလေးရဲ့တကူလုံးမှာအရှိုးရာတွေအပြင်းပြင်းပေါ်ထွက်လာပြီးတဲ့နောက်မိန်းကလေးလည်းအယုတ်ကျပြက်လဲကျသွားတယ်။အိမ်မွားလူရီယာခိုင်းဆောင်အထူးဆန်းတဲ့ဝိုင်းကြည့်နေ။မိန်းကလေးရဲ့မိခင်ဖြစ်တဲ့သူအတော်ကြီးကမိန်းကလေးရဲ့အနာကိုတွတ်ကတ်သွားပြီးပွေဖက်လိုက်တယ်။ဟမ်?တမီးလေး၊တမီးလေးမအသက်မရှိတော့ဘူး။ခိုင်းဆောင်အိမ်တော်မှာပြပြတလဲဖြတ်လာတယ်။ခိုင်းဆောင်နှိမ့်ဆက်တာလွန်လွန်သားလို့ဖြစ်မယ်။ ဂိုင်းဆရာအိမ်မွားနေစင်ပြင်းမယ်လို့ကြံရွက်လိုက်တဲ့ချိန်မှာမိန်းကလေးရဲ့အဖေဖြစ်သူကလက်ထဲမှာဓမာကြီးတစ်ချောင်းကင်ထားပြီးလှေကားပေါ်မှာအဆင်သင့်ရက်ဆောင်နေလီယိုကြားရီကနေပြေးထွက်လာတဲ့ဂိုင်းဆရာနဲ့ဦးလေးပပင်းတူရယ်ဆရာစုပ်ငါ့သမီးကိုတတ်ပြီးတော့မှမင်းငါ့အိမ်မော်နေအသက်ရှင်ထွက်သွားမယ်တော့မကြံနဲ့ကွာပြောရင်းဆိုရင်နဲ့ဓမာကြီးနဲ့ဂိုင်းဆရာခုတ်ချလိုက်တဲ့အခါမှာဂိုင်းဆရာလည်းငဲ့တမောင်အော်ပြီးစဲမြင်မော်လဲကျသွားပါရယ်ပပရမေပြင်းကိုကြည့်ပြီးပြောရင်းနဲ့မင်းနောက်တယောက်ကဲတင်နိုင်ခဲ့ပြန်ပြီမေပြင်း ဒါကတော့ဘာမှမပြောပါတော့ပါဘဘကြီးမိမကြီးကလက်အုပ်ချပြီးမေပြင့်ကြတော့ပါလေဘာပဲဖြစ်ဖြစ်ကျောက်မှာကလေးမပေးတဲ့အသက်ပဲရှိပါရယ်နုမုတ်စင်ဟိုဆရာတိုက်တဲ့စီးနီတွေတောက်ရရင်ဖြစ်ကျောက်အသက်ထွက်ရမှာပါဒါကြောင့်ကလေးမကိုကျေးဇူးတင်ပါတယ်ကလေးမလိုအပ်တာရှင်ပြောပါခိုင်းကြနာရှင်ခိုင်းပါရပါတယ်လလောဆယ်တော့မလိုသေးပါဘူးပါရဲ့ပြပြဖြူဖေးတောက်တို့ရွာသူဖြစ်သွားတာတို့တွေသိပြီးအားကိုးရတယ်ဟဲ့ငါတို့လူအေးကိုပဲကျေးဇူးတင်ရမယ်ထင်တယ်အင်ရတွေးရလူတွေလည်းရှီမောလိုက်ကြပါရဲ့ ညနေကျတော့ကလူရဲ့အိမ်ကိုပြန်ရောက်လာတဲ့အခါပစုံနဲ့အထုတ်တထုတ်ပါလာပါတယ်။အိမ်ထုတ်ကိုဖြစ်လိုက်တဲ့အခါမှာတော့မလကာတီတွေဇီးတီဇီးဖြူတီတွေတွေ့ရပါတယ်။ကလူရဲ့အဲ့အတီတွေကိုရေးဆေးပေးလိုက်တဲ့အခါမှာမေပြန်အသေးနံတွေကို တကွက်ကွက်မြင်အောင်ကြိုက်ဝါပြီးအားရပါရနဲ့စားတော့ပါတယ်။ဘာဇီရွှေရောကအဲ့အဖြစ်ကိုကြည့်ရင်တွေ့လားငါပြောပါတယ်ဖြူပွဲပိုက်တဲ့ကလေးလေးဟာသူတော်ကောင်းလေးတယောက်ဖြစ်မှာပါလို့။ဘာဇီရွှေရဲ့စကားနားထောင်ပြီးမေပြန်အနေငယ်တွေ့ဝေးသွားပါတယ်။ သူတော်ကောင်းဖြစ်မာတယ်လားတစ်ချက်ရေရလိုက်ပါတယ်ဘသူကဘလို့ပဲဆိုပါစေမေပြင်းအောင်အိတ်စကောင်မြုံကြည့်ပါဦးလူစိုးလူသွန်းလူယုံမှတရားလူရဲရွာသတ်မှတ်ထားကြတဲ့လူတဦးနဲ့ရခဲ့တဲ့ကလေးတက်ကဘလို့အကြောင်းနီးလန့်နေမှသူတော်ကောင်းတရားဖြစ်နိုင်လိမ့်မှာမဟုတ်ဘူးလို့မေပြင်းကခံယူထားတာပါဘာကြောင့်မှမသိပါဘူးအခုနောက်ပိုင်းမှာမေပြင်းကြောင့်ညညာအိတ်လို့မပြောပါဘူးအခန်းကျမှာလေပူလောင်လာတယ်လို့ထင်မိတဲ့အတွက်အင်းရှိကန်းကိုထွက်ပြီးအင်းရှိနေကမှထွက်ထွက်ထိုင်မိတယ် ရွာလေလမ်းမကြီးတိုင်းဖြတ်တန်းတိုက်ခတ်လာတဲ့လေအေးတွေကြောင့်စိတ်ချမ်းမြေ့တယ်လို့ရှိလာတယ်။အဲ့ချိန်မှာကိုလူအေးရလေးထလာပြီးမဲပြင်းနပြီးမှဝင်ထိုင်နေ။ခဝေဝေးအင်တအင်ကတကောင်ချက်အော်တန်းကြားလိုက်ရတယ်။အဲ့မပြောလာညီမ။ဟုတ်တယ်။အခုတော်တော်လေးဘာဖြစ်လို့ဖြစ်မှန်းမသိဘူး။အဲ့လိုလည်းမရဘူး။ကိုဝန်ဆောင်နေဆိုတာသေးသားပြောင်းတာပဲညီမရဲ့။ဒါဆိုအဲ့မပြောတာဖြစ်မှာပါ။လူရုံမှတယောက်ရဲ့သေးသားအနေမွေးဖွားလာတဲ့လူတယောက်ကသူ့ရောကောင်းတယောက်ဖြစ်လာနိုင်ပါမလားကိုလူအေး ဒါကတော့ကံတေကံမပြောလို့မရဘူးညီမရဲ့ဒါဆိုအခုအကိုပြောချင်တာဖြစ်နိုင်နေဆိုတဲ့သဘောလားလူဆိုတာပါဝင်ချင်နေနေရတာညီမရဲ့လူတယောက်ကကောင်းမွန်တဲ့ပါဝင်ချင်မှကြီးပြင်းခဲ့ရတယ်ဆိုရင်သူကလည်းလူကောင်းတယောက်ဖြစ်လာနိုင်တယ်ဒါမှမဟုတ်ဘဲနဲ့ဆိုးွားတဲ့ပါဝင်ချင်မှကြီးပြင်းခဲ့ရတယ်ဆိုရင်တော့လူဆိုးတယောက်ဖြစ်မှာမှန်ပဲအခုညီမမွေးလာတဲ့ကလေးကဘလို့လူနဲ့ရှားခဲ့တာဖြစ်ပါစေလူဆိုးလူမိုက်တောင်မဖြစ်အောင်တော့အကိုပြုပြင်ထိန်းကြမယ်မိဘတယောက်တောင်းကကိုယ်ကလေးကိုပဲ့ပင်ထိန်းကြမှုအတွက်အရေးကြီးရမဟုတ်လား မဲပြင်းကကိုလူအေးစကားတွေနားထောင်ပြီးစိတ်ထဲအားရှိတယ်လို့ခံစားလိုက်ရပါတယ်။ညီမအိတ်မပြောရတဲ့အကြောင်းအကူသိပြီညီမသိပြီးအတွေ့လွန်တော့ဒါကြောင့်အိတ်မပြောရနေမှာစားတာလည်းအားဖြစ်တယ်လို့အိတ်တာလည်းအားတမျိုးပဲညီမရဲ့ဒါကြောင့်ဘာမှမတွေ့ပဲအိတ်တာအိတ်တော့ဟုတ်ပြီလား။မဲပြင်းကကောင်းငိတ်ပြီးအခန်းထဲပြန်ဝင်သွားပါတယ်။ကိုလူကြီးကမဲပြင်းရဲ့နောက်ကျောကြည့်ပြီးတပြင်းတစ်ချက်ခိုးချလိုက်ပါတယ်။တရကြတော့မေပြင်းရဲ့အိမ်မှာကြောက်သေးရှိနေတဲ့အချိန်အိမ်ထဲကနေအဖွားကြီးတူထွက်လာတော့တွေ့လဲရတဲ့အတွက်ထိတ်လန့်သွားမိပါတယ် ဟမ်ဖွားချနာပါလားဖွားချနာအိတ်ခမ်းအတွက်ကနေထလာပြီးမိသေးနေတဲ့ဆေးလေးကြီးကိုလိန်နဲ့တဖူးဖူးမှုတ်ပါသေးတယ်ဖွားချနာဒီကိုဘလို့သိပြီးရောက်လာလဲလူတယောက်ရှာပွားငါတော်တော်မခတ်ပါဘူးအေးညရှိရဲ့နေအောင်ငါသိပြီးသားပါတိုင်းမဲ့ဘသူ့ကိုမှမပြောဘဲနဲ့လှုပ်ဝတ်ထားခဲ့တယ်မဖြစ်နိုင်ဘူးဖွားချနာသိရင်အမေလည်းသိမှာအမှန်ပဲမဲဖြူပါနေကိုအမျိုးမျိုးရှာဖွေနေခဲ့တယ်နော်တော့မေရောထိန်းချုပ်တဲ့ဆောင်းအသင်းကိုပါအကူကြီးတောင်းမိရှာဖွေခဲ့ပြီးမြင်ရနာမည်ပြောင်းထားတော့မတွေ့ဘူးဖြစ်သွားတာပေါ့ ဒါပေမဲ့အခုတော့ငါအမျိုးမျိုးလှည့်ပတ်မိရနဲ့ငါလည်းနောက်ဆုံးတော့မပြောချင်ပဲပြောလိုက်ရပြီ။ဒီတော့အခုဖွားချမ်းသာတီကိုလာတာကြွက်ကိုလာပြီးအသိပေးတာပေါ့။သူတို့ရွာကနေမြင်းလိုက်နဲ့ထွက်လာကြပြီးညနေလောက်ဆိုရောက်မယ်ထင်တယ်။မေပြင်းကမျက်လုံးပြူးပြီးတော့သူတို့ဆိုတာညီပိုက်တရားကလေးအဖေလည်းပါလာခဲ့တယ်။မေပြင်းကအလွန်ထိတ်လန့်ပြီးသွေးပြတ်သွားမိပါတယ်။မတက်ရထိုင်နဲ့ချောက်တီခွေရလေးကြတော့မတက်ဖြစ်သွားတဲ့အတွက်အိမ်တိုင်းကိုဖမ်းကင်ထားလိုက်ရတယ်။ညီမတွေ့စုံဆိုရင်လည်းအခုချိန်ရှောင်နေလိုက်နော်မိပါသေးတယ်။ ပြောရမှာငါအလို့ဆိုပေမဲ့သူတို့ရှာတွေ့မတွေ့ရတော့သူတို့အလို့ပဲမဟုတ်လားတော်တော်ကောင်းတာပဲဖွားချက်နာကျုပ်ရှိနေတဲ့နေရာကိုပြောပြချင်တော့ပြောပြပြီးတော့မှအခုကျုပ်ကိုဒီကနေ့ထွက်ပြေးဖို့အတွက်လာပြီးတော့ပြောပြရဲလားငါ့ကိုခက်လပါမေးပြန်ဟာညီမေကငါတပည့်ဆိုတော့ငါမပြောလို့မနေနိုင်တော့လို့ပါဖွားချက်နာပြောဆိုပြီးရနောက်ဆေးလေးကြီးကိုခဲပြီးငါပြန်လိုက်အောင်မေးအေးနောက်မှညီစီတတ်တတ်ထလာခဲ့အောင်မေးဖွားချက်နာပြောဆိုပြီးတော့ပြန်လဲပြောက်ွယ်သွားပါတယ် မေပြင်းကဖုံးမောင်နဲ့မိခင်ဖြစ်သူလိုက်လာပြီးမှတိလိုက်တဲ့အတွက်ချိန်မကင်မီလက်မကင်မီဖြစ်သွားပါရဲ့ဒီလိုနဲ့အခန်းတွင်ဝင်လိုက်ပြီးအဝိစားတချို့ယူပြီးထုတ်ပိုးနေမိတယ်အဝိထုတ်ကလေးခေါင်းမော်ရွှက်ပြီးအိမ်မွားဆင်လာခဲ့ပြီးတော့ခြောင်မအရာအိမ်ကိုလဲပြန်လှည့်ကြည့်မိတယ်ငါထွက်သွားတာတော့ဟုတ်ပါရဲ့ငါ့ကိုမတွေ့ကိုလူအေးတို့ပူပန်တော့ကရောက်ကြလိမ့်မယ်ငါ့ကိုမတွေ့ကိုလူအေးတွေအလုံးပြတ်ကိုင်းပြန်နေလိုက်ပြီးတော့ရှာဖွေကြရမယ်မေပြင်းကကိုလူအေးဘက်ကိုလှည့်တွေ့လိုက်တယ် မြမရင်တဖွဲမြမျက်နုံနုံချစ်ခင်တဲ့ကိုလူရေးကမယ်ပြုတ်မတွေ့အောင်နဲ့ထောင်းတအောင်လိုက်ပြီးရှာဖွေမှာအမှန်လေကိုလူရေးနဲ့မကပါဘူးဘာကြီးရွှေုံနဲ့ကြီးတော်ခွေတို့လည်းစိတ်ဆင်းရဲကြမှာမလွဲဧကန်လေအဲဒါကြောင့်မိမိအနေနဲ့အောင်မပြောမဆိုပဲထွက်ခွာသွားမယ်ဆိုရင်တော့ကိုလူအီရိုမီတာစုဒုက္ခရောက်ကြမယ်အဖြစ်ကိုတွေးမိပြီးအပြေလှမ်းနေရဲ့ခြေလှမ်းတွေတုန်ငနေရသွားတယ်။ငါထွက်သွားလို့မဖြစ်ဘူး။အလုံးဝထွက်သွားလို့မဖြစ်ဘူး။ငါ့ဘော်ကောင်းကြတဲ့လူတွေငါတို့လိုမပြောမဆိုနဲ့ထွက်သွားဖို့မဖြစ်နိုင်ဘူး။ဒီတော့ငါဘာဆက်လုပ်ရမလဲ။ ်မေပြင်းကအိမ်ဘက်ကိုပြန်လှည့်လိုက်တယ်အဲ့နောက်စိတ်ကိုအေးအေးထားပြီးအန်ကိုကြိတ်လိုက်ရင်ဟိုလာကြပါစေဦးငါရင်ဆိုင်မယ်ဒင်းတို့ငါရင်ဆိုင်ရမယ်မေပြင်းကပြောဆိုပြီးအိမ်မောတက်သွားတယ်နေလေခင်ယောက်ျားနဲ့ရေမှုချုပ်ပြီးတစ်လင်နဲ့ဝစ်စားတွေဝစ်ဆင်ပြီးတော့နှစ်သားတွေချဲတာပြီးလှပအောင်ပြင်ဆင်လိုက်တယ်အဲ့တဲ့ဒီလိုင်းအဲ့ခံမိုးရင်အတွက်လဲထညာရင်းနှီးနဲ့ပဲကြော်တွေပြင်ဆင်ထားတယ်ကြည့်တော့ခွေကမေပြင်းပြုလုပ်နေရတွေကိုကြည့်ပြီးအံ့ဩနေတယ် ညနေနေကြတဲ့အချိန်လောက်မှာတော့အိမ်ရှိကိုမြင်းလဲတစ်စရာရက်တန့်သွားပါတယ်။မြင်းလဲဘွားနေမမဲ့ဖြူဆင်းလာပြီးကိုလူအေးတို့နေအင်္ဂလီကိုအကဲခတ်ပြီးကြည်ပါတယ်။မြင်းလဲဘွားဖိုးမောင်ကမမဲ့ဖြူလှမ်းကြည့်ရင်ကြီးရောဒီအိမ်ဟုတ်တလား။ဟုတ်တယ်ဒီအိမ်မှဒီအိမ်အစ်စ်ငါ့ရဲ့မတမမတဲ့ပုံစံနဲ့တပုံစံနဲ့ပဲ။ဒါဆိုရင်လည်းဘာလို့စောင့်နေမှလဲဗျာ။ဖိုးမောင်ကမြင်းလဲဘွားနေခုံဆင်းလိုက်ပါတယ်။တနေ့တကျင်းကိုတိတ်တိတ်ပုံလာတာမို့တကြီးဆောင်ရောင်နေမှာပါရှိပဲနဲ့တာမန်လူတူအသွင်ဟန်ဆောင်ထားတာပါ ဖိုးမောင်ကမြင်းလဲဘွားနေစင်မီယာနဲ့ခြံဝန်းအတွင်ဝင်လိုက်ပြီးတစ်ချက်အကဲခံလိုက်ပါတယ်။အိမ်နာအိမ်မော်တန်တန်မမတ်တက်သွားပါတယ်။အရှိကမှာကြီးတော်ခွေနဲ့မေပြင်းထိုင်နေပါ။ဖိုးမောင်ကကြီးတော်ခွေကိုကြည့်လိုက်တဲ့အခါကြီးတော်ခွေကဖိုးမောင်အလွန်ထူးဆန်းတဲ့အကြည့်နဲ့ကြည့်ရင်။မောင်ရဘာတူလဲ။ဘာကိစ္စများရှိလို့ပါလဲ။ကြီးတော်ခွေအမေမဖြေသေးဘဲနဲ့နှစ်ဘေးကိုဆက်ကြည့်ရဲခါမှာတော့မေပြင်းကိုတွေ့ပါတယ်။ဖိုးမောင်ကအလွန်အံ့အားတင်သွားပြီးမေပြင်းကိုလက်ညှိုးထိုးလိုက်ပါတယ်။မေပြင်းမေပြင်း ဖိုးမောင်ကမဲပြင်းစီလှမ်းလာတဲ့အချိန်မှာမဲပြင်းမှာကြမ်းမြင်လက်နဲ့ပုတ်လိုက်ပြီးကုဖိုးမောင်ရှင်အင်ရရရနဲ့ဟော်ရီနာမှာထိုင်လိုက်ပါမဲပြင်းညွန်ပြတဲ့နေရာမှာဖိုးမောင်ကထိုင်ချပြီးညီမအခုညီမကိုစောင့်နေတာကြာပြီဆိုတာသိရလားမဲပြင်းကဘာမှမပြောဘဲနေပါတယ်ကြီးရခွေကဥကြောင့်ကြားဖြစ်ပြီးဟိုတိကြည်ကြည်လုံနေတဲ့အချိန်မှာမဲမဲဖြူအိမ်မော်ပြေးတက်လာခဲ့ပါတယ်ဟဲတမီးတမီးလေးမဲပြင်းကမဲမဲဖြူတော့မှမောမကြည့်ပဲအမေလည်းဒီမှာထိုင်နေပါ ကြီးရခွေရအဲ့တော့မှသဘောပေါက်သွားပြီးမဲပြင်းဘက်ကလှည့်ပြီးတော့ဖြူဖွေဒါနဲ့အမေလားမမေဖြူကခေါင်းညိတ်ပြီးတော့ဟုတ်ပါတယ်ကျောက်ကသူ့အမေပါ။အိုဒါတော့သူ့ရဲ့သူ့ရဲ့မမေဖြူကဖိုးမောင်လက်ညှိုးထိုးပြီးပြောလိုက်ပါတယ်။ဖိုးမောင်ကခရီးမထားပဲမဲပြင်းအနာကိုတိုးလိုက်ပြီးညမညမအကိုတတိမရဘူးလား။ပါစမကိုဖိုးမောင်ရှစ်မလဲတရဝင်းလက်ထပ်ထားတဲ့ဇနီးမယားရှိရတဲ့နဲ့ရှစ်ဘလို့ဖြစ်နေရလဲ။ဖိုးမောင်ကကြောက်အံ့အံ့ဖြစ်သွားပြီး 哦，垃圾得多，你妈阿公呢？家屋也明了，不介绍家他来听呢。家他人好不够婆吗？谁能让明了不就热心的老呢？这阿公应该啊。အကိုရှင်းပြရစီညီမရဲ့အဲ့လက်ထပ်ပွဲတကယ်တော့ရွှေခေါ်စီစဉ်လို့လုပ်ရတာပါရွှေခေါ်ကအကိုကိုလေဘင်းမထားထပ်ပြီးစီစဉ်ခဲ့တဲ့အတွက်အကွမတက်တာလို့ဒါလုပ်ရတယ်မင်းလာပွဲပါမေပြားမေပြုံးတစ်ချက်ပြုံးလိုက်ရင်တကယ်လို့ကြောက်တာဒီမင်းလာပွဲတဲ့တင်သူများပြောတာကြားထားတယ်ဆိုရင်ရှေခုပြောတဲ့စကားကိုယုံကြည်ယုံမိမှာပဲကိုဖိုးမှာ ။ဒါပေမဲ့ကျုပ်ကကျုပ်ရဲ့မျက်စိနဲ့တက်အပ်မြင်ခဲ့တော့ရှင်အခုပြောနေခဲ့တဲ့စကားတွေအကုန်လုံးမူသားစကားတွေကြီးပဲဆိုတော့ကျုပ်ကသိလိုက်ရပြီလေ။မဟုတ်ပါဘူးညီမရဲ့အခုရှင်းပြတာနားထောင်ပါအောင်။မင်းလာပွဲမှာကြာဥလက်ကိုတွေ့ပြီးတော့ပြုံးပျော်ရွှင်နေရဲ့ရှင်ကျုပ်ကိုဘာများထပ်ပြောလင်းချင်သေးလို့လဲကိုဖို့မ။တကယ်လို့ရှင့်ကိုအကြက်ကိုင်လို့လက်ရောလက်ရပါတယ်ဆိုရင်တော့မှရှင့်ရဲ့ရုပ်ကမှုန်ကုတ်ကုတ်ဖြစ်နေတင်တာမဟုတ်လားအခုတော့မျက်နှာကြောင်တိုက်ပြီးတော့မရတဲ့မျက်နှာနဲ့ပျော်မြူးနေလိုက်ပါဗျာအခုတည်းကျုပ်ရဲ့မျက်စိထဲကနေမထွက်သေးဘူး ဖိုးမောင်ဟာငိုင်ကြသွားတာကြောင့်မမေဖြူကအရှိကိုတူပြီးဘာပဲဖြစ်ဖြစ်ပါသမီးရဲ့အခုအမေလည်းသမီးနဲ့ပြန်တွေ့နေပြီပဲဖိုးမောင်သမီးဘလို့မကြည့်နှက်ဘူးဆိုတော့သမီးမှအမေရှိသေးတယ်လေအမေအိမ်ပြန်လိုက်ခဲ့ပါသမီးရဲ့မဲပြင်းရတော့မိခင်ဖြစ်သူမမေဖြူစိတ်စိတ်ကကနဲ့စိုက်ကြည့်လိုက်ပြီးဘာအခုမှသမီးလည်းအမေသမီးကောင်းစားဖို့ဆိုရဲအကြောင်းပြချက်ပြသမီးကိုမချစ်မနစ်တတ်တဲ့သူလက်ထဲကိုအတင်းထိုးထည့်ပလို့တာအမေမှန်သလား မိဘတယောက်အနေနဲ့ကို့တာသမီးတကယ်ချစ်တယ်ဆိုရင်တာသမီးစိတ်ပျော်ရွှင်မှုစိတ်ချမ်းသာဖို့ပဲအရေးပေးရမှာမဟုတ်ဘူးလားအမလီသမီးရဲ့အမေကိုပြောရလားကြည်လားဟုတ်တယ်အမေသမီးရွာထွက်သွားရအဲ့ရွာနောက်တစ်ခါပြတ်မသွားဘူးနောက်ပြီးအမေမျက်နှာနောက်ထပ်မကြည့်တော့ဘူးဆုံးဖြတ်ခဲ့ပြီးပြီအဲ့ချိန်မှာပဲကိုလူအေးနဲ့ဦးရွှေရိုးတို့ယာကင်းနဲ့အနေပြန်လာကြပါတယ်ကိုလူအေးကအထူးဆန်းနဲ့အိမ်မော်တက်လာပြီးမယ်လေဦးရွှေရိုးကနွားနှစ်ကောင်ဆဲပြီးအိမ်နဘေးကိုဝင်သွားပါတယ် အမေရောက်တဲ့ခါမှာတော့ကိုလူကြီးကမတက်ရက်ပြီးတော့ကြောင်ကြည့်နေမိတယ်။မေပြာကိုလူအေးကိုကြည့်ရင်အကိုဒီမှာလာထိုင်ပါ။မေပြာသူ့ထိုင်တဲ့နဘေကိုလက်ညှိုးထုပြလိုက်တဲ့အတွက်ကိုလူအေးကြောင့်အိမ်ညာသွားကထိုင်ချလိုက်ပါရယ်။ဖိုးမောင်ကကိုလူအေးကိုမျက်မှောင်ကျုပ်ကစိုက်ကြည့်ပါရယ်။ကိုလူကြီးကမမေဖြူနဲ့ဖိုးမောင်ကိုကြည့်ပြီးအဲ့ဒီရောက်နေအောင်ညီမရဲ့မေပြာမမေဖြူဘက်ကိုကြည့်ပြီးတလက်ဆိုင်နဲ့တခါလေးမိတ်ဆက်ပြရအောင်မေမေဟော်ရီကကိုလူအေးတဲ့အမေရဲ့သမတ်ပေါ့။ မမေပြွေမျက်နှာမှာကွက်ခနေပြတ်သွားပါတယ်ဖိုးမောင်ကကိုလူအေးကိုကြည့်ညီမဒီကောင်ကဘာကောင်လဲဘယ်ကကောင်လဲကျုပ်ပြောပြသားပဲလေကိုလူအေးကကျုပ်ရဲ့လင်ကျုပ်ရဲ့ယောက်ျားပါဆိုအဲ့ခါဖိုးမောင်ပောက်ကွဲပါရယ်မေပြေမေပြေအခုဘလို့လုံးလိုက်တာလဲဒီပြောင်နေနှလားကြောအတွင်းမှာဘယ်ရောင်မှမသိရဲ့ဂလိကချီကောင်နဲ့ယူလိုက်ရတလားမေပြေကဖိုးမောင်ဒေါသတကြီးနဲ့ကြည့်ပြီးအော် အကိုကြတော့ပြုံး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 ပြီးနဲ့မိမတယောက်ရှိပြီးကြောက်ကြတော့ယောက်ျားယူလို့မြာဘူးတယ်လားတော်တော်လေးတရားကြဖို့ကောင်းတဲ့ဟာလေအိုကွာမသိဘူးတရားတာတွေမတရားတာတွေမသိဘူးဒီမှာမေပြင်းအကိုမေပြင်းကိုဘလောက်ချစ်တယ်ဆိုတာမေပြင်းသိရမှောင်လားဒါကြောင့်အကိုကကြောက်ဦးနဲ့မင်းလာဆောင်ရတယ်ဆိုပေမဲ့အခုချိန်ထိကြောက်ဦးနဲ့မပေါင်းဖက်ပဲမေပြင်းပြန်လာမယ်နေလို့စောင့်နေခဲ့တာတော်စမရှင်ရှစ်စကားတွေအရင်ကကြုံရုံခဲ့ပေမဲ့အခုတော့တလုံးမှမရှုံတော့ဘူးဒီမှာကိုဖိုးမအချစ်ဆိုတဲ့အရာပါစက်ကနေတပွားပါပြောနေရမယ့်အရာမဟုတ်ဘူးရှင် တကယ်ချစ်တဲ့သူဆိုတာပါစက်ကချစ်ပါတယ်ကြိုက်ပါတယ်လို့တခေါက်မှမပြောဘူးဆိုရင်တော့မှသူ့ရဲ့လောက်ရဲ့သူ့ရဲ့အပြုတ်မှုတွေကနေအချစ်ဆိုတဲ့အရာကိုခံစားနိုင်နေဆိုတာရှင်သိရဲ့လားဟမ်ရှင်လို့လူကတော့ဒါရီပြောနေလဲသိမှာမဟုတ်ပါဘူးလေဒါဆိုရင်ဒီကောက်ချစ်တလားငါ့ကိုချစ်တလားပွန့်ပွန့်လင်းလင်းပြောစမ်းမေးပြင်းဖိုးမောင်ကကိုလူအေးကိုလက်ညှိုးထုတ်ပြီးပြောဆိုလိုက်တာပါကိုလူရလေရင်းနေဒိန်ငင်းနေဖြစ်သွားပါတယ်ဖိုးမောင်ကနှစ်ဦးရတအူကိုပြက်ပြက်တတရွေးချက်ခိုင်းနေပြီဖြစ်ပါတယ် တကယ်လို့များလူပုံလဲမှာကိုလူအေးကိုမရွေးချယ်ဘဲနဲ့ဖိုးမောင်သာရွေးချယ်လိုက်မယ်ဆိုရင်ကိုလူအေးကစိုးရိမ်နေကြမှာမဲပြင်ရတော့တိတ်ရှိရှိဝဲဝဲစဉ်းစားနေပဲနဲ့ဒီပါကိုဖိုးမောင်ကိုလူအေးကရှင့်လုံလူနဲ့နှိုင်းရှင်လာအောင်မယုံညံ့ဘာမင်းပြောလိုက်တယ်မဲပြင်ခုနပြောတယ်လို့ပဲပေါ့ကိုလူအေးကအချစ်ဆိုတဲ့အရာကိုရှင့်လုံဘက်ကတဖွာဖွာပြောနေအောင်မဟုတ်ဘဲနဲ့သူ့ရဲ့လောက်ရက်တွေနဲ့တတ်သိပြခဲ့တယ်လူ့ ကိုလိုအေးရဲ့အချက်တွေကိုကြုတ်တဲ့ရှင်နဲ့နှလုံးသားရဲ့အနေခံစားမိခဲ့လို့အခုချိန်မှာကြုတ်အချက်ဆုံးလို့ပြောပါဆိုရင်တော့ကိုလိုအေးတယောက်ကိုပဲလက်ညှိုးထိုးပြမှာပဲဖုံးမောင်ရဲ့ရှင်နဲ့မှာစူးညောင်မများစွာနဲ့အချက်ပါများစွာထိုးဆိုင်ခံရရတယ်လို့ခံစားရတယ်ချက်ချင်းပဲဝမ်းနေတဲ့စိတ်တငယ်တဲ့စိတ်တွေပြည်နယ်လာပြီးမျက်ရည်တွေကျဆင်းလာတယ်ကြိုင်မဲ့ခနာကြမှာပဲအဲ့ဒီဝမ်းနေတဲ့စိတ်တငယ်တဲ့စိတ်တွေကအမုန်းတရားဖြစ်ကိုပြောင်းလဲသွားပြီးအဲ့ဒီအမုန်းတရားတွေကနေဒေါသဖြစ်လောင်မြိုက်ပြီးတော့ပောက်ကွဲထွက်လာတယ်။ရရမယ်ပြင် မင်းကတော့မိန်းကလေးဖြစ်ပြီးယောက်ျားတယောက်ငေါက်ခနဲ့ကောက်ယူနိုင်သေးရပဲငါကယောက်ျားလေးกว่าပြီးတော့ငါရဲ့အစင်တန်းငါရဲ့ဂုံတိတ်ခါစီးစိမ်တွေနဲ့ဆိုရင်မိမတွေလက်ချိုးရည်တွက်လို့မရအောင်ယူလို့ရတယ်ဆိုတော့မင်းတိထားတယ်ဒါတော့ရှင်ရဲ့လွတ်လပ်မှုပဲကိုဖုံးမမိမထက်ယူတာမယူတာရှင်ကိစ္စပဲကျုပ်ကတပြားသားမှမပေါ့ဖိုးမောင်လည်းတောက်တစ်ချက်ခောက်ပြီးအိမ်မောဆင်းသွားပါတယ်အဲ့ခါမှမမေဖြူကစမ်းမြေတုံးလုံးထူကပွဲကြမှာရယ်ဟဲ့သမီးမနေ့ကနေ့ကုန်နေဟုတ်လာပြီဆိုပြီးတော့ကို့သဘောနဲ့ကိုလင်းဝဲယူချင်နိုင်ယူနေပါပေါ့လေ နင့်ကိုငါတကောင်နဲ့လုံးဝသဘောမတူဒီလိုပတ်လို့ပဲစားမိသားဆိုနဲ့သဘောမတူနိုင်ဘူးဟဲ့အဲ့ခါမှာတော့ကိုလူအေးကမျက်စိညံ့နာပြက်ပြီးမဟုတ်ပါဘူးအတော်ရဲ့ကျုပ်တို့အကြောင်းတွေလည်းရက်သေးရွာထဲမှာစုံစမ်းကြည့်ပါကျုပ်တို့ကဒီလိုလူတွေမဟုတ်ပါဘူးပြီးတော့ဖြူဖွဲကိုလည်းရက်သေးရွာထဲမှာလူသိရှင်ကြမင်းလာဆောင်ပြီးလက်ထက်ယူခဲ့တာပါမေပြန်ကိုလူအေးဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးကိုလူအေးအခုဘာမှရှင်းပြနေစရာမလိုဒီမှာမေအမေအကြောက်ကိုတမီးလို့ဆက်ပြီးတော့တတ်မှတ်မယ်ဆိုရင်တော့ကိုလူအေးကိုအမေရဲ့တမီးလို့တတ်မှတ်ရလိမ့်မယ် ြင်းထန်လာတဲ့မဲ့ပြင်းစကားတွေကြားတဲ့အခါမှာမမဲ့ပြူနှလုံးများတုံ့ပြန်လာပြီးရှင်ဘက်ကိုလက်နဲ့ဖိလိုက်ပါတယ်။မဲ့ပြင်းစကားတွေကသူ့ကိုတမိဖြစ်နေဆက်ပြီးတော့ဆက်ဆံမယ်ဆိုရင်တော့ကိုလူအေးကိုတမတ်ဖြစ်ဆက်ဆံရမယ်လို့အကြက်ကန်လေးချင်မှမမဲ့ပြူကမျက်ရည်တွေစီးကြလာရင်နဲ့တမိလှုပ်ချင်တာသာလှုပ်ပါတမိရဲ့။ဒါပေမဲ့ဖတ်လိုက်ရမှာအမင်းရှိနေသေးတယ်ဆိုတော့တမိမမေ့ပါနဲ့။မမဲ့ပြူကလည်းမျက်ရည်ဆက်လက်နဲ့အိမ်မွားနေစဉ်းစားပါတယ်။မကြခင်မှာပဲအိမ်ရှိမှရထားတဲ့မြင်းလေးကတခွက်ခွက်နဲ့အပြေးလာထွက်ခွာသွားပါတယ်။ အဲ့တော့မှမေပြင်းကတင်းထားတဲ့စိတ်တွေရှော့ချလိုက်ပြီးတဟီးဟီးနဲ့ငိုယိုပါတယ်ကိုလူကြီးကမေပြင်းပြေးဖတ်ထားပါတယ်ကျုပ်ပြောတာမှားသလားအခုကျုပ်ပြောခဲ့တာရယ်လောက်ခဲ့တာရယ်မှားသလားမမားပါဘူးဖြူဖွေးရယ်ဖြူဖွေးဘက်ကကျင်ဒီလောက်ရက်တရားမှားတယ်လို့မဆိုတာပါဘူးမေပြင်းကိုလူအေးရင်ဝင်နဲ့ကောင်းကလေးအကငိုကျွေးနေမိပါတယ်ဖတ်လိုက်ရတဲ့ကြည့်ဖို့မှကအရက်တွေမူအောင်တောင်းရင်နဲ့အိတ်ခန်းတွင်ဝင်လာခဲ့ပါတယ်ကလေးမမအိတ်နေတဲ့အကြောက်ကဖိုးမအလန့်တကြားကြည့်ပါတယ် ဘိုးမောင်ကကြာဦးကိုအတင်းဆွဲဖက်ပြီးဂရင်မော်လဲချလိုက်ပါတယ်။အဲ့နောက်ကြာဦးပေါ်ကနေမိုးပြီးကြာဦးမျက်နှာဆစ်ဆစ်ကြည့်ရင်နဲ့ရှူမယ်ငါအားလုံးရှူမယ်နေကိုလည်းရှူမယ်နေညမကိုလည်းရှူမယ်ငါဟာယောက်ျားယောက်ျားကောင်ရင်မောင်မတထောင်ခါစားရတဲ့။ညငါဘာမှတ်နေတယ်လဲ။နင်းအောင်ရှူတာငါလည်းရှူပြမယ်။ငါပြောတဲ့အတိုင်းမိမတွေလက်ချိုးရစ်တွက်လို့မြအောင်ကိုရှူပြမယ်ကွာ။ဖုံးမောင်ရဲ့အကွက်ကွဲရှိတဲ့ကြီးကညတကံနဲ့တိတ်ဆိတ်မှုဖြုတ်ခွင်းပြီးခက်ကြဲကြဲထွက်ပေါ်နေပါရဲ့ ဟုတ်ကဲ့ပါရှင်။ဒီနေ့တက်ဆက်ပြီးသွားတဲ့ဇာလံလေးယူနာဆင်ရတာပရိသတ်တို့နေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။နောက်ရက်တွင်မှလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နာဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ရှင်။